မိခဲကိုဆုတ်ဆုတ်ကင်ထားမယ်ဆိုလို့ရှိရင်မိလောင်ခံမှာပဲဆုံးလို့လိုက်ရင်တော့ချမ်းသာမှာပဲအဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့စိတ်ထဲမှာဆုတ်ကင်ထားမယ်ဆိုလို့ရှိရင်တန်တရာထဲမှာဒုက္ခတွေခံရပြီးဆုံးလို့လိုက်မယ်ဆိုရင်ချမ်းသာသွားနိုင်တဲ့ဤစနစ်အဲ့ဒါကိုမြတ်စွာဘုရားကခေါ်ကြတာဟိုဒီကနေ့နိုင်ယူမှတ်သားကြတာ ဆုတ်ကင်တယ်ဆိုတာကို ဥပါဒါနဥပါဒံဆုံးလွတ်တယ်ဆိုတာကိုပဟာနပဟံလို့လည်းတုံးတယ်အဲ့တော့ဆုတ်ကင်တယ်ဆိုတာဘာကိုဆုတ်ကင်တာလဲဘုန်းကြီးတို့ယုတ်ခန္ဓာကိုယ်ကြီးမှာရှိတဲ့လက်က ဆုတ်ကင်ထားတာလို့ပဲစိတ်ကနေလည်းဆုတ်ကင်ထားတာတွေရှိတယ် စိတ်အနေနဲ့ဆုတ်ကင်ထားတာဘာတွေလဲလို့ဆိုရင်အလုံးသိကြတဲ့ဥပါဒံ၄ပါးကိုကြည့်မျက်စိကမြင်ရတဲ့နှစ်သက်စရာအာယုနားကကြားရတဲ့နှစ်သက်စရာအတန်နှာခေါင်းနဲ့နမ်းရှူရတဲ့နှစ်သက်စရာအနတ်လျာနဲ့လည်ရရတဲ့နှစ်သက်စရာအရာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့နှစ်သက်စရာအထိတွေ့ဆိုတာတွေကိုတဏအမြင်ဒိဋ္ဌိအမြင်တွေနဲ့ တတ္တဝါတွေဟာဆုတ်ကန်ထားကြစိတ်แท้ကဆုတ်ကန်ထားဘာနဲ့ဆုတ်ကန်ထားတော့ဆိုတဏ္ဍာဒိဋ္ဌိနဲ့ဆုတ်ကန်ထားအဲ့ဒီဆုတ်ကန်ထားမှုဟာဘလောက်မြဲတယ်လဲလို့ဆိုရင်လုံးဝမလွတ်နိုင်တဲ့ထိဥပမာပေးတဲ့အခါကျတော့ဖားတကောင်ကိုမွေတကောင်ကကြိုက်ပြီးတော့ဖမ်းတဲ့အခါထိုဖားဟာယုံထွက်ဖို့အမတန်ခက် တတ္တဝါတကောင်ကိုမိချောင်းကကြိုက်ပြီးတော့ဖမ်းမယ်ဆိုလေထိုတတ္တဝါဟာမိချောင်းပါးစပ်ကရုပ်ထွက်ဖို့အမတန်ခက်တယ်အဲ့ဒါလို့မွေရဲ့ပါးစပ်မိချောင်းရဲ့ပါးစပ်ကနေပြီးတော့ရုပ်ထွက်ဖို့မစွမ်းနိုင်တယ်လို့တတ္တဝါတွေဟာလဲတတ္တဝါတွေရဲ့စိတ်ဟာလဲကာမဂုဏ်အာယုံဆိုတာတွေကိုစုပ်ကင်ထားလို့ထိုကာမဂုဏ်အာယုံတွေကရုပ်ထွက်နိုင်စွမ်းမရှိဘူးတဲ့